တိုင်းမင်္ဂလာပါခင်ဗျာကျွန်တော်တော့ဆိုင်းကွန်နေပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းအရာကကျွန်တော်ဒီလိုပဲခြံပြောလိုက်မယ်နော်ကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းအရာကဘာလဲဆိုတော့အာကျွန်တော်တို့တိုက်ဆက်တွေ2025ခုနဲ့နော်ဒီဇင်မာလာတလလုံးမှာဘယ်လိုမျိုးလေးတွေတွေးကြုံရမလဲဆိုတာကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်ဒီလိုပဲလက်ခဏနေပဲခြံပြောလိုက်မယ်နော်ဘယ်လိုမျိုးတွေးကြုံရမလဲဆိုရင်တိုက်ဆက်တွေတော်တော်များများက2025ခုနဲ့မှာ အာအဆိုင်မစင်းပုံမစင်းခရီးသွားလာရတာရဝေးရနေခရီးသွားလာရတဲ့ပုံစံမျိုးတွေဖြစ်နိုင်တယ်။နောက်နောက်ကပါလဲဆိုတော့လူတွေနဲ့ပတ်သက်ပြီးတော့မှလူတွေရဲ့အကြောင်းကိုသိရတာလူတွေရဲ့အသွေးစိတ်ကိုသိရတာအဲ့လိုမျိုးသိရတဲ့ပုံစံမျိုးတွေဖြစ်နိုင်တယ်။နောက်နောက်ကပါလဲဆိုတော့အာဈေးတယ်ရနေနဲ့ကွာဈေးရောင်းချရတယ်ဆိုရင်အဲဈေးရောင်းကောင်းတာအာဘယ်လိုပြောမလဲဈေးရောင်းကောင်းတာအဓိကတော့အယောင်းဝယ်ပိုင်းနဲ့ပတ်သက်ပြီးတော့မှအယောင်းဝယ်ကောင်းတဲ့ပုံစံမျိုးတွေဖြစ်နိုင်တယ်။နော်အဓိကတော့ဘာလို့လဲဆိုတော့အိမ်မှာ အိမ်ကနေတဲ့သူဆိုရင်တော့မှသွားလာရတဲ့ကိစ္စလေးတွေတွန်းလာနိုင်တယ်။အဓိကတော့ငွေတွေပါရီရွှင်တဲ့ပုံစံမျိုးတွေဖြစ်နိုင်တယ်။ငွေတွေပါရီရွှင်တတ်တယ်။ဒါပေမဲ့တခုတော့ရှိတယ်။ခိုက်ရံခိုက်ရံဒေါသဖြစ်တာ၊ကိုကအေးဆေးနေပြီးတော့မှလာပြီးတော့မှစကားများရံဖြစ်တာအဲ့လိုမျိုးတွေဖြစ်နိုင်တယ်။ကိုကလမ်းသွားတယ်ဆိုရင်တော့မှလမ်းသွားပြီးတော့ကိုဘကမှန်နေပဲရှိရော။မှန်နေပဲထောင်းအနောက်ကနေပြီးတော့မှဝင်တိုးတာဝင်တိုက်တာအက်ဆီဒန့်အနေငယ်လေးတွေဖြစ်တာအကိုရှိမှအက်ဆီဒန့်ဖြစ်တာကိုမြင်တွေ့ရတာကိုကနေပြီးတော့မှဟိုဘယ်လိုပြောရမလဲ။ အဲလိုက်ပြီးတော့မှကူညီရတာဗောနော်အဲ့လိုမျိုးဘယ်လိုနေဘယ်လိုပြောရမလဲဆိုတော့လူမမာလိုက်ပြီးတော့မှကူညီရတာပြုစုရတာအဲ့လိုမျိုးတွေဖြစ်နိုင်တယ်ငွေကြီးပိုင်းနဲ့ပတ်သက်တယ်ဆိုရင်တော့အယောင်းဝယ်တမားတွေအယောင်းဝယ်လေးတွေကောင်းကောင်းတယ်လို့ပြောလို့ရတယ်တိုက်ဆက်တွေပေါ့အယောင်းဝယ်ကောင်းချင်တယ်ဆိုရင်တော့ကျွန်တော်တို့အာကိုယ့်ရဲ့အယောင်းဝယ်ရဲ့ကောင်တာမှာဗောနော် ကောင်တာမှာကျွန်တော်တို့ကအာဂန်းကောဂန်းကောအပင်ပေါ့နော်အကန်းကောအပင်ဆိုတာဂန်းကောဂန်းဂိုင်းကိုဖေးအပန်းအိုးလေးထဲမှာအများတန်းထိုးပေးတာ ကောင်းတဲ့ gain တွေရရှိစေတဲ့ပုံစံမျိုးပေါ့အဲ့လိုမျိုးထားခြင်းအပြင်အယောင်းဝယ်ကောင်းတဲ့ပုံစံမျိုးတွေဖြစ်နိုင်တယ်အယောင်းဝယ်ကောင်းတယ်လည်းမကောင်းတဲ့ဟာပါလဲဆိုတော့ acidic အနေငယ်တော့လကောင်းအများပြတော့လကောင်းဘဲဘက်လက်အောက်နာညာဘက်ခြေထောက်ဟိုဘယ်လိုပြောဘဲဘက်လက်နဲ့ပတ်သက်ပြီးတော့မှထိခိုက်ရှာနာဖြစ်တာညာဘက်လက်နဲ့ပတ်သက်ပြီးတော့မှထိခိုက်ရှာနာဖြစ်တာအဲ့လိုမျိုးတွေဖြစ်တတ်တယ်ပစ္စည်းတစ်ခုခုကကိုယ့်ပုံမှာပြုတ်ကြတာခြေချော်ကြတဲ့ကိစ္စလေးတွေကြုံလာနိုင်တယ်အဓိကတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့မှပတ်စံတွေဝင်တတ်ပါတယ်ငွေကြေးနဲ့ပတ်သက်ပတ်စံတွေဝင်တတ်တယ်ဝင်တဲ့ပုံစံမျိုးလိုပဲမမြဲခြင်းတရားလိုမျိုး ပြန်ထွက်တဲ့ကိစ္စရလေးတွေကြုံလာနိုင်တယ်အာဇမကောကမြဲချင်းနေဆိုရင်ကျွန်တော်တို့ကကိုယ့်ရဲ့ပတ်စံအိတ်ထဲမှာဗောနောပတ်စံအိတ်ထဲမှာစံစည်းရဲ့လင်းညင်းဖွင့်ရဲ့အကို8အကြီးလေးထည့်ပြီးတော့မှအများအားဖြင့်ဆောင်ပေးပတ်စံနေမြဲရဟိုဘယ်လိုပြောရမလဲ အဆင်ပြေအောင်လို့ပေါ့နော်ငိမ်ငိမ်အောင်လို့ပေါ့အဲ့လိုမျိုးတွေလုပ်ပေးပါအဲ့ဒါဆိုရင်တော့အဆင်ပြေစေပါတယ်တိုက်ဆက်တွေပြမယ်ဆိုတော့22ရက်22လပိုင်းဒီဇင်ဘာလကကောင်းတဲ့လားလို့ပြောပြောချင်တာပေါ့နော်ကျွန်တော်လောင်ရှုပတ်ကတော့ချမ်းပြည်နယ်ကတော့အေးတော့အေးနေပေါ့နော်အာဂွန်လိုက်အေးအေးစင်းနေထွေးနေကြပါလို့အဲ့ဒါပြောချင်တာပါတိုက်ဆက်တွေကတော့နောက်ဒီဇင်ဘာလတော့ကောင်းတယ်လို့တော့ပြောလို့ရပါတယ်ကောင်းပါတယ်ကောင်းဖို့အတွက်ဖြစ်လာမယ့်အလန်းစားကြီးလည်းအများကြီးပေါ်လာမှာပေါ့အဲ့လိုမျိုးတွေရှိပါတယ်နော်အဆင်ပြေကြပါစေခင်ဗျာတိုက်ဆက်တွေအကုန်လုံးအား